ဒီကလုံးမင်္ဂလာပါနောက်ဆုံးကတည်းက YouTube channel ကနေကြိုဆိုလိုက်ပါရဗျာဒီနေ့ညီကလို့ Dev Feedback Club ကဘာဖလားပြိုင်ပွဲတွေကကျွန်တော်နောက်ပွဲပေါ့နောက်ပွဲစဉ်နှစ်ပွဲကိုရွေးချယ်သုံးသပ်တင်ဆက်ပေးသွားပါမယ်ဗျာညီတို့အားလုံးမင်္ဂလာပါเนาะမနေ့ကဆိုရင်ကျွန်တော်ဒီ VIP member တက်ပေါ့เนาะ၃ပွဲကိုကျွန်တော် free တစ်ချပေးပေါ့နော်တေဂန် channel မှာချပေးခဲ့တယ်အမ်ကျွန်တော် chassis body ပေါ့နော် chassis body ကကျွန်တော်ကန်ကန်နီးမှာ2 plus 80လောက်ထိတက်သွားတယ်ပေါ့နော်အပြည့်နီးပါတော့ရပါလိမ့်မယ်ပြီးကြလို့ဒီ bimga body တော့ကျွန်တော်ကြာတယ်နောက်တစ်ပွဲကတော့ကျွန်တော်နောက်ဆုံးမနေ့ကန်တဲ့ပွဲပေါ့နော် flamingo go out ကျွန်တော်ပေးခဲ့ပါတယ်เนาะဒါကြောင့်နှစ်ပွဲအဆင်ပြေတဲ့တစ်ပွဲတော့ကြာခဲ့ပါเนาะဒါကြောင့်တေဂါ channel လေးကို join တာပါเนาะ ဆော့ခိုင်လေးလောက်တာပါเนาะမမားပါဘူးเนาะညီကောဒီနေ့ကျွန်တော်တို့ဒီ FIFA Club နှစ်ပွဲပေါ့เนาะနှစ်ပွဲရတော့ကျွန်တော်ဒီအစောပွဲဖြစ်တဲ့ Dortmund နဲ့အဲကျွန်တော် Fluminis ပေါ့เนาะပြီးကျွန်တော်မနက်စောကြီးကံမဲ့ခရနာရီပွဲပေါ့เนาะ Inter Milan နဲ့ Monterrey ကိုပွဲစဉ်နှစ်ပွဲလုံးကျွန်တော်ဒီမှာသုံးသက်ချက်လေးနဲ့တင်ဆက်ပေးပါမယ်เนาะ ကျွန်တော်ဒီရေလုံးကျွန်တော်ကြေးလေးသွားမယ်နော်ဒေါမွန်ဘက်ကကျွန်တော်တို့ဒီဖလိုမီနစ်ကိုတလုံးသေးရေပေါ့နော်စတဲ့ကြေးပေါ့နော်တလုံးသေးဖွင့်ထားတယ်ကိုပေါင်းသေးတလုံးပလက်50ပေါ့နော်ခုလက်ရှိတည်ခြင်းမှာဆိုရင်တော့ကျွန်တော်တို့ဘော်ဒီဈေးတော့ပြောင်းလာတယ်1ပလက်50ပြောင်းသွားတယ်ပေါ့နော်ကျွန်တော်ကိုပေါင်းဈေးကတော့နှလုံးပိုင်းနဲ့100ဆိုတော့ကိုဘော်ဒီရောကိုပေါင်းနည်းနည်းလေးတော့ကျလာရလို့ပြောလို့ရတယ်ပေါ့နော်ပြီးကျွန်တော်တို့ဒီအင်တာမီလန်နဲ့မွန်တာလေးပေါ့အင်တာမီလန်ဘက်ကကျွန်တော်တို့တလုံးပိုင်းနဲ့60ပြီး အဲတောင်းလုံး plat 30ပေါ့နော်စာတီကြီးကတော့အဲ့လိုဖွင့်လာတယ်ကျွန်တော်ဒီခုညနေကြေးပြောင်းမှာဆိုရင်လည်း intermilan ဘက်ကတလုံးတေးပေါ့နော်ပြီးရင်ကျွန်တော်ဂိုးပေါင်းစီကလည်းတောင်းလုံး plat 50ဆိုတော့ကျွန်တော်ပြောရမယ်ဆိုရင်ဒေါမုံဘွဲနဲ့ intermilan ဘွဲက body ကြီးရောဂိုးပေါင်းစီရောတူတူလေးဆင်းလာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒေါမုံကတော့ကျွန်တော်ဒီနှလုံးအဲနှလုံးအတွင်းနာနဲ့အပြတ်နိုင်ပေါ့နော်ဂိုးပေါ်နေမဲ့ညီကိုတွေကတော့2.5ဆိုပြီးတော့ဖွင့်ရတာတယ်ကျွန်တော်ဒီ အင်တာမီလန်ပွဲကကျတော့အတော်လုံး plus 50ဆိုတော့နည်းနည်းလေးတော့စိုးရင်ရပါတော့။တော့ body ကြီးကတော့တူတယ်၊တလုံးသေးဆိုတော့ဒီနှစ်တင်းတဲ့ကဘယ်တင်းနေကြီးအောင်လဲမသိဘူးပေါ့နော်။ကျတော့ဒီခုဒေါမနယ်ဖလိုမနီမှာနော်။ကျတော့ဂိုးပေါင်းကြီးဂိုးပေါင်းကြီးကကျတော့3 plus 50ရနေခုနှလုံးမိုင်းနဲ့တရာကပြောရမယ်ဆိုရင်ဖလိုမနီဘက်ကိုကျတော့ဒီဂိုးပြန်ရဖို့လဲတော့များတယ်။ဘာလို့ဆိုတော့ဘူကီနီနဲ့တွတ်ထားတော့ကျတော့ဒေါမွန်ကိုတလုံးသေးပေါ့နော်။တလုံးသေးဆိုတော့2 0လောက်ကိုတွတ်ထားတယ်။တကယ်ကြီးကျတော့ဒီဖလိုမနီကဂိုးရခဲ့မယ်ဆိုရင် 2-1ဒါမှမဟုတ်အဲအဲ့လိုမျိုးပေါ့နော်2-2အဲ့လိုသွားနိုင်နေပြ။ဘာလို့ဆိုဒေါမုဘက်ကလည်းကျွန်တော်ဒီဂျာမနီအသင်းဖြစ်တဲ့လေးရောက်တော့ကျွန်တော်ဂိုးကတော့သွင်းမှာပဲ။ဘာလို့ဆိုတော့ကျွန်တော်ဂိုးပေါ်ညီညီကိုရီးယားတော့ဒီဒေါမုဘောဒီထက်အဆိုင်တော့ဂိုးပေါ်တော့ပိုကြိုက်တယ်။ပြီးရင်ကျွန်တော်ဒီကိုပေါင်းစေးပေါ့နော်ကိုပေါင်းစေးရဆိုရင်လည်းကျွန်တော်အမြင်ပေါ့နော်ဖလိုမီနစ်တကူလို့ပြန်ရလိုက်မယ်။ဘာလို့ဆိုတော့ဒေါမု 2C ခေါ်ထားပေးမယ်ဖလိုမီနီကိုရိုက်21နဲ့ပြီးရင်လည်းပြီးပါနဲ့ဒါကြောင့်255ပေါ့နော်ခုညနေကြေးပြောင်းနှလုံးတရအပြည့်ရှုံးကြည့်မှာဆိုရင်တော့ဒေါမွန်ဒေါမွန်ဘော်ဒီနဲ့ဆိုင်ရင်တော့ကျွန်တော်ဒီ goal ball တော့နေတဲ့နဲလို့ကျွန်တော်ရွေးချက်ပေးတယ်နော်ပြီးကျွန်တော်မနေ့ sorry 9နိုင်ခွဲပေါ့နော်9နိုင်ခဲမှာကံမဲ့ Inter Milan နဲ့ Monta တွေ Inter Milan ကကျွန်တော်တလုံးပိုင်းနဲ့60နဲ့တလုံးတည်ဆိုတော့ဟိုကျွန်တော်ဒီ ပြောမယ်ဆိုရင်တော့ Bookini နဲ့ကျွန်တော် track နည်းနည်းထည့်ထားသလိုခံစားရတယ်။ဘာလို့ဆိုတော့တလုံးတီကအင်တာနီမဲ့လူတွေတော့တိတ်မနေချင်တော့ဘူးဗျာ။ဒါဆိုဒီမွန်တာရီလိုအသင်းမျိုးကိုအင်တာမီလန်ဖွင့်တဲ့ဈေးကမှားနေတယ်လို့ပြောလို့ရတယ်။ဒါကြောင့်ဒါမဲ့ဒီတလုံးတီကြီးမှာဆိုရင်အကယ်၍ Bookie အင်တာဘက်ကနေမဲ့လူတွေလုံးဝပဲမောင်းထုတ်တာလား။အဲလိုမျိုးတော့တွက်လို့ရတယ်။ဒါကြောင့်ဒီ တလုံးပိုင်းနဲ့60တန်းနဲ့ခုညနေကြေးပြောင်းတလုံးတည်ရတော့အင်တာမီလန်ကျွန်တော်စိတ်ထင်ပါတော့2-0တော့တော့လိုက်မယ်။ဘာလို့ဆိုအင်တာမီလန်ကန်အားနဲ့ဆိုင်မယ်ဆိုရင်တော့မွန်နာရီလုံးဝတော့မခံနိုင်ဘူး။ ဟိုပြောမယ်ဆိုရင်တော့ကျွန်တော်တေကြီးကအင်တာမီလန်2စီးတစ်ကွက်တော့မျှော်လို့ရတယ်ဒါပေမဲ့ခိုးပေါင်းသေး3လုံး50ရာတော့ကျွန်တော်နည်းနည်းလေးတော့စိုးရင်ရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဘော်ဒီနည်းနည်းဆိုရင်တော့ကျွန်တော်အင်တာမီလန်ဘော်ဒီတော့ပိုကြိုက်တယ်မနက်ဆော့ဘွဲကိုအင်တာမီလန်ဘော်ဒီကျောက်ဒီအစောကြီးပေါ့နော်ခုနှစ်ခုညကံပဲပွဲကြတော့ကျွန်တော်ဒီ17နှစ်ပွဲမှာကံပဲပွဲတော့ကျွန်တော်ဒေါမွန်5ပေါ့ပေါ့နော်ဒေါမွန်5ပေါ့နဲ့အင်တာမီလန်ဘော်ဒီကြိုက်တယ်ပေါ့နော်ဒါကြောင့်အင်တာမီလန်နည်းနည်းရတယ်ကျွန်တော်မနစ်ကဆိုရင်ကျွန်တော်အမတ်ဘီရောချန်ပီယံလီဂ်မှာနှစ်ခုလုံး မရခဲ့ဘူးเนาะသူအနေနဲ့ဖလားလုံးဝမရခဲ့တဲ့အသင်းမျိုးဖြစ်သွားတဲ့အတွက်ဒီနေ့ပေါက်ကြီးမှာဆိုရင်တော့အင်တာမီလန်တော့ကျွန်တော်နောက်ဆင်းတက်ဖို့တက်ကိုလုံးဝတော့ကန်သွားမယ်လို့ထင်တယ်။တေးချီသာလေးကန်သွားပြီးတော့ဒီ2စီးဒါမှမဟုတ်3စီးပေါ့เนาะ။ကဲရေကျွန်တော်ဂိုးပြန်မိခဲ့ရင်တော့ကျွန်တော်3-1ပေါ့နော်အဲ့လောက်တော့သွားမယ်လို့ထင်တယ်။ဘာလို့အင်တာမီလန်ကိုရဖို့လို့တော့များတယ်။ဟိုကျွန်တော်တကယ် body အနိုင်ပေါ့နော်အနိုင်ဆိုရင်တော့ကျွန်တော်တလုံးတည်ရတော့ရင်းတင်တယ်။ဘာလို့ညီမအနေနဲ့တလုံးတွင်းတည်ရနှလုံးဆိုရင်မှနှလုံးဆိုရင်တော့ကျွန်တော်ပြတ်စားရပါနော်။တလုံးတည်ရတော့ကျွန်တော် မရှုံးနိုင်ဘူးလို့ထင်တယ်အင်တာတေးလဲကြနိုင်ဖို့တဲ့ရာခိုင်နှုန်းနဲ့ဒါကြောင့်အင်တာမီလာပေါ်ဒီရွေးချယ်ပြီးရနော်ကျွန်တော် software ကတော့ဒုံမုံကိုပေါင်းပေါ်ရိုက်ပါနော်ဒီကိုအနေနဲ့ကျွန်တော်ရဲ့ဒီ software teacher channel လိုက်ရ subscribe လေးနဲ့အားပေးပါပြီးကျွန်တော် comment box လေးမှာ Telegram channel link လေးချပေးတာနော်အဲ channel လေးမှာဆိုကျွန်တော်ရဲ့ PM အမှားတစ်တွေပါကြောင့်တခါလေးဒီမနေ့ကဆိုကျွန်တော်၃ဝန်းလုံးအပြည့်ချပေးတာနော်၃ဝန်းလုံးပြည့်ချရပေးထားတယ်လိုက်ကစားချင်ယူရဲလိုက်ကစားလို့ရတယ်ပြည့်ကျွန်တော်ဘောင်းကတ်ပေါ့နော်လေးသိန်းဘောင်းကတ်လေးလေးအများအားလဲကျွန်တော်ပေးပါရနော်ညိုနေနေမွေးကြီး တရားရဂိုင်းတို့စိတ်ချသွားကစားခြင်းဆိုကျွန်တော်စီမှာလာကစားလို့ရတယ်ကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးကြော်ညာဖြစ်တဲ့အတွက်ကျွန်တော်လုံးဝအမခံပြပါတယ်မွေကြီးတရားရဂိုင်းတို့လုံးဝစိတ်ချလို့ရပါတယ်ပြီးရင်ကျွန်တော်ဒီအကောက်ဖွင့်မွေသိန်းကစားညီကိုတွေတော့ကျွန်တော်ရဲ့ BM မှာ tip အဲတင်လုံးစာတော့ရရှိမယ်ပေါ့နော်ဒီ2025 2026ဘလုံးတရားဒီလုံးစာကိုကျွန်တော် free ပေးပါပါနော်ကျွန်တော်ဒီအကောက်ဖွင့်ပြီးမွေသိန်းကစားရုံပါပဲကျွန်တော် BM မှာ tip ကကျွန်တော်ဒီတစ်ပတ်တိုင်းကျွန်တော်ဝက်ဆက်လေးပြင်ပြန်ပြီးတော့စပေးရပြ check game မပေါင်း ပေါင်းမပြခင်ကျွန်တော်ကျွန်တော်ဘက်ကနေပြန်ပြီးတော့မွေသားပြန်အန်းတဲ့စင်စင်မျိုးတွေပါကျွန်တော်ပြန်ပေးတယ်ဗျာ။ဘာလို့ဆိုတော့ကျွန်တော်ဒေချာလေးရွေးချယ်ပြီးတော့ဒေချာလေးတိစောက်ထားတဲ့ဒီ BI member တစ်ကို try ညင်ရတော့ဒီကိုအနေနဲ့ကောက်ဖွင့်ပြီးတစားလို့ရရပါတော့။ဒီနေရာမှာကြောင့်ညီကိုတို့နှုတ်ဆက်လိုက်ပါတော့။မနေ့ဖန်ကြရကျွန်တော်ပွဲကောင်းနေရှိပါတယ်နော်။မစီတူပွဲတွေကလာပါပြီနော်။ဒါကြောင့်မနေ့ဖန်မှာကျွန်တော်ညီကိုနဲ့ပြန်ပြီးတော့ဆုံတွေ့ပါမယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။လာကြည့်ရှိဖို့လည်းကျေးဇူးတင်ပါတယ်။